မင်္ဂလာပါမိတ်ဆွေဒီကနေ့မှာတော့အရှုံးမပေးပဲဆက်လက်ကြိုးစားရင်ရန်သူတွေတောင်မှအထောက်ပံ့ကောင်းနေပေးတဲ့မိတ်ဆွေတွေဖြစ်လာနိုင်တယ်ဆိုတော့အကြောင်းအရာလေးကိုသာဝရင်းကတကောင်ရဲ့ပုံပြင်လေးနဲ့စိတ်ဝင်စားပွဲအကြွအားကြပွဲတင်ဆက်ပေးကြပါရခင်ဗျာခါတုန်းကသာဝရင်းကတကောင်ဟာရင်းကြောက်တွေကိုတဲလိုက်ကောက်ရိုးတွေကိုစုလိုက်နဲ့အနေကုန်စူးစမ်းပြီးတော့အတိုက်ဆောက်လုပ်နေခဲ့ပါတယ် ရက်ဆက်ကြမ်းကြောက်တဲ့လူတယောက်ကဟဲ့ငယ်ကလေးအတိုက်ဆောင်နေတဲ့နေရာအနီးမှာနေထိုင်ခဲ့ပါတယ်။အဲ့ဒီလူကနေ့စဉ်ဟဲ့ငယ်လေးရဲ့အတိုက်ကိုဖျက်ဆီးနေခဲ့ပါတယ်။ဟဲ့ငယ်ကလေးကအတိုက်ကိုပြန်ဆောက်လိုက်အဲ့ဒီလူကဖျက်ဆီးလိုက်နဲ့နေ့ရက်တွေအတော်ကိုကြာညောင်းလာခဲ့ပါတယ်။အတိုက်တစ်ချိန်ဖျက်ဆီးခံရတိုင်းမှာငှက်ကလေးဟာဝမ်းနည်းကြေကွဲမှုကိုခံစားခဲ့ရပါတယ်။ ဒါပေမဲ့ငှက်ကလေးကအရှုံးမပေးခဲ့ပါဘူး။ခင်းကြောက်တွေကောက်ရိုးတွေကိုဆက်ပြီးထုဆောင်ခဲ့ပါတယ်။ဘာတွေပဲဖြစ်နေပါစေသူ့ရဲ့အတိုက်ကိုဆက်ပြီးကြိုးစားတည်ဆောက်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့အတိုက်ကိုဖျက်ဆီးနေတဲ့သူက သူ့ကောင်းထဲမှာအသွေးတစ်ခုဝင်လာခဲ့ပါတယ်။ငါဘာကြောင့်ငှက်ငယ်လေးကိုနောက်ရက်နေမိပါတလဲ။ ငါဖြစ်စီလဲသူကဆက်ပြီးတော့အတိုက်ကိုစောင့်နေမှာပဲသူကရက်သွားမှာမဟုတ်ဘူးအဲ့ဒီလိုတွေးပြတဲ့အခါမှာသူကသင်ငယ်လေးရဲ့အတိုက်ကိုဆက်ပြီးတော့မဖြစ်စီတော့ပါဘူးရက်များစွာမကြမီမှာပဲငှက်ကလေးကသူ့ရဲ့အတိုက်ထဲမှာငှက်ဥလေးတွေကိုသတင်းဥပါတယ်အဲ့ဒီလိုနဲ့မကြမီမှာပဲငှက်ဥလေးတွေကနေပြီးတော့မှာ ဖြစ်စရာကောင်းတဲ့နှဲ့ငယ်လေးတွေကိုပောက်ခွာလာခဲ့ပါတယ်။နှစ်ပေါက်လေးတွေကသေးသေးလေးတွေဖြစ်စရာအလွန်ကောင်းပါတယ်။တိုက်ကိုဖြစ်စေခဲ့တဲ့သူကနှစ်ပေါက်ကလေးတွေကိုမြင်တော့သူကအယံကိုပျော်ရွှင်သွားခဲ့ပါတယ်။နှစ်မိသားစုကိုစတင်ပြီးတော့မှပူညီခဲ့ပါတယ်။သူကနှဲ့ငယ်လေးတွေအတွက်အစီအစံလေးတွေကျွတ်တယ် အန်ဒီရဲ့ပြုမဲ့တားရဲတွေရဲ့ရန်ကနေပြီးတော့လဲကကွယ်ပေးခဲ့ပါတယ်ဒီလိုနဲ့တရရောက်တဲ့အခါမှာတော့အဲ့ဒီလူဟာမိခင်ငှက်မှကြီးကိုငါမင်းရဲ့အတိုက်ကိုနေ့စဉ်ဖြစ်စည်းခဲ့မိပါတယ်မင်းဘာကြောင့်မရဖက်ဆက်ပြီးတော့အတိုက်ကိုတိဆောက်ခဲ့တာလဲလို့မေးပါတယ်မိခင်ငှက်မှကြီးကပြုံးပြီးတော့မိတ်ဆွေမိတ်ဆွေကမိတ်ဆွေရဲ့အလုပ်ကိုလုပ်ခဲ့တာပဲငါဟာလဲ ငါလှုပ်ရှားရှိတာကိုလှုပ်ခဲ့တာပဲလို့ပြန်ဖြေခဲ့ပါတယ်။ဘယ်တော့မှရှုံးမပေးလိုက်ပါနဲ့။ကြာရှုံးမှုတွေအခက်အခဲတွေကြောင့်ဒုစားရုံးကန်နေတာတွေရက်လိုက်မယ်ဆိုရင်ကံကောင်းခြင်းတွေကညံ့နာပေးလာတဲ့အခါမှာအစင်းနဲ့မဖြစ်ပဲနေလိမ့်မယ်။အောင်မြင်မှုဆိုတာကဆက်လက်ကြိုးစားနေတဲ့သူတွေမှာမှရနိုင်တဲ့အရာမျိုးပါ။မလုံမုံတိတဲ့သူတွေကိုလက်လျူရှုထားလိုက်ပါ။ မိတ်ဆွေထက်ဖန်အားကြီးတဲ့သူကမိတ်ဆွေကိုပျက်စီးအောင်ကြမ်းလာတဲ့အခါပြန်ပြီးတော့တိုက်ခိုက်မနေပါနဲ့ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်းကိုပဲအာယုံစိုက်ထားပါတနေ့မှရန်သူတွေတောင်းနောက်ပံကောင်းနေပေးတဲ့အကူအညီတွေပေးတဲ့မိတ်ဆွေတွေဖြစ်လာနိုင်နေတာပဲချုံမပေးလိုက်ပါနဲ့ခုဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတို့အကျိုးတစုံတရာရရှိလိမ့်မယ်လို့ယုံကြည်ပါတယ် ခုလိုစိတ်ဝင်စားဖွယ်စိတ်ခွင်အားဖြစ်စေတဲ့ပုံမြင်တွေကိုဆက်လက်နားဆင်ကြတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့အားပေးကြပါဦးခင်ဗျာယေရှုတမန်တော်